အဲ့ဒါမှမင်္ဂလာပါကျွန်တော်ဒီနေ့ဇွန်တို့ကြီးကိုကြော်ချက်လေးချက်ပါမယ်ကျွန်တော်တို့အိမ်မှာကလေးတွေကပဇွန်တားကြိုက်တော့ကျွန်တော်ပဇွန်ကိုပဲမျိုးမျိုးချက်ပြုတ်ကြော်တော်ပြီးချက်ဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်ဒီပဇွန်ကြော်ချက်နည်းလေးကို ngày chín đầu với nhà chị mà đấy kệ sát chơi nhau nọ rồi yên rồi nạc khăn quê đi nhà thu kịp bà mẹ Rồi đi luôn လက်မလေးလို့လည်းယူလိုက်ပါမယ်သူကတော့အရသာအတွက်ပေါ့နော်ဒီလိုဒါနဲ့လှုပ်ရဆိုရင်ခင်းကြီးထဲမှာအရသာလေးဝင်လာပေါ့စွန်နယ်ဖို့အတွက်စားရဲ့ချုံမှုရဲ့စွန်နယ်မှုရဲ့လိုအပ်ပါတယ်စားနေနေထည့်ပါမယ်ချုံမှုနဲ့နဲ့ထည့်ပါမယ်စွန်နယ်မှုထည့်ပါမယ်စွန်နယ်ရဲ့ကဘဇုံကစူးတွေရှိတော့လက်နာတတ်ပါတယ်အဲ့တော့ကျွန်တော်ပုံမှန်ဒီလိုပဲထောက်လောက်ပါတယ် 打根嫩芽，从严重起步的开始做。 ားကြီးတော့ချက်ဆံလို့ပါဘူးပြင်ပြန်ပြီးတော့ချက်မှာပြော 要是能有吧，比最好那种。那都做这些，不简单的，你听我没？ ီးပါမယ်ကျက်သွနေရတော့ဒီလိုကွင်းကွင်းဖြစ်အောင်မော့အကြီးကြီးလေးပြီးသားပါမယ်ကျက်သွမိတ်နေငယ်ပြီးသားပါမယ်ယူပြီးတော့ဘွားတစ်ခုထည့်ထားလိုက်ပါမယ်ခက်ကြီးကြီးလေးပေါ့ စွန်တော့အိတ်ဆက်ဆိုင်ကိုကြော်ကြဲချက်ဖို့အတွက်တက်တုံညီကြည်ကြည်လီရတဲ့ချင်းနေနေလိုတယ်တက်တုံမိတ်လိုတယ်မြူတီကြည်လီရတယ်ပြီးရင်ကြည်လီဆော့ပြီးရင်အိုစတာဆော့လိုတယ်ပြီးရင်ဆိုယာဆော့လိုတယ်ကဲချက်ရအောင်နော်ခုနပစွန်ကြော်တဲ့စီကိုပဲအနေငယ်ခတ်ထုတ်လိုက်ပါတယ်အခုတက်တုံညီလီရတဲ့ဟာရဲ့ဂျင်းရယ်ကိုထည့်ပြီးကြော်ပါမယ် ဆော့ငနေနောလာပြီဆိုရင်တော့ချီလီဆော့ထည့်ပါမယ်ကျက်သွန်အများကြီးချက်ဆံလို့ပါဦးချီလီဆော့နည်းနည်းချက်ချီလီဆော့နည်းနည်းချက်ပါမယ်ဒီစပါဆော့ QC ပေါ့နည်းနည်းချက်ပါမယ် မြူပြီးတောက်ပွားပြီးရတာပြောမယ်ပြသာတို့ချုံမုံနေနေစာနေနေပြောမယ်ကြော်ရတဲ့ဇုံဖြစ်ပါနဲ့ ิโลขมาหมูเลยนะที่เราโซนี้เนี่ยจะส่งไม่เข้าเลยนะ ရသနည်းနည်းမြည်ကြည့်လိုက်ပါမယ်။တော်ပဲ။ခုဆိုရင်တော့လွန်ရတာရှိတဲ့ပစွန်ကြော်ချက်ခုပြပါပြီ။ကျဲနီးပြေးလိုက်ပါတော့မယ်။ခုဆိုရင်တော့ပစွန်တို့ကြော်ချက်ကလေးတော့ပြီးပါပြီ။ကလေးတွေတော့ချိန်ကြမှာပြီးချပါရဲ။ဒါကတော့ကျွန်တော်ကိုပိုင်းစတိုင်ဆိုတော့နာမည်ဘယ်လိုပေးရမလဲတော့မသိဘူး။ပစွန်တို့ကတော့ပိန်ငံပြကြီးရဲ့မြူတီဆော့ရဲ့ချက်ထားတယ်ဆိုတော့ ကျွန်တော်ခဏနေမှဗီဒီယိုတင်တဲ့အခါမှာနာမည်စဉ်းစားပြီးတော့ရေးပါမယ်။ ယောက်ျားချက်ပေးတဲ့ဒီပဇွန်ကြောချက်ကလေးကအများဆားလို့ကောင်းပါတယ်။ကျမတို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်တက်တယ်ဆိုရင်အားပေးကြပါဦး။ like လေးလည်းလုပ်ပေးကြပါဦး။ subscribe လေးလည်းလုပ်ပေးကြပါဦးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်။ bye bye ။